โอเคဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ကဒီ IDE ပေါ့နော် intelligent idea ကိုကျွန်တော်တို့ရဲ့ဒီ Windows မှာရော Mac မှာရောကျွန်တော် Linux မှာရောဒီ install software တွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်နော်โอเคအဲ့တော့ကျွန်တော်အရင်ဆုံးအာကျွန်တော် Windows မှာ install software တွေကိုပြောပြမယ်နော် Windows နဲ့ Mac Mac မှာ install software တွေပြောပြမယ်ဒါပြီးနော်ကျွန်တော်ဟို Linux မှာသုံးပုံသုံးမျိုးကိုပြောပြပါမယ်နော်โอเคဆိုတော့ကျွန်တော်တို့ကျွန်တော် Windows မှာသုံးမယ်ဆိုရင်နီလန်းနှစ်မျိုးရှိတယ်ပေါ့နော်ပထမတနေ့ကကျတော့ကျွန်တော်တို့ အော်ဒီဓာတ်ရိုက်ဒီ software ကို download သွားဆွဲတာရယ်နောက်တစ်ခုကကျတော့အဲ့ဒီ software တွေကို install ဆွဲပေးရဲ့နီးပညာကနေပြီးတော့တဆင့်ခံပြီးတော့ download ဆွဲရဲဆိုပြီးတော့နီလာနှစ်ခုရှိပါတယ်နော်โอเคကျွန်တော်ဒါလေးပြန်ပေးလိုက်ပါမယ်โอเคတဆင့်ခံပြီးဆိုရဲဆိုတော့ဘာကိုပြောချင်တာဆိုတော့ကျွန်တော်တို့မှာကျွန်တော်ကျွန်တော်တို့ကဒီမှာအာ true box ဆိုတာရှိရပါတော့ကျ ET JET Japanese two box ဆိုရဲကျွန်တော်ဒီလိုမျိုးလေးရှာလိုက်ပါတော့ Japanese two box ဆိုရဲကျွန်တော်တို့ဒီကောင်လေးရှိတယ် ကျွန်တော်တို့သူ့ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ install ဆွဲလိုက်ပေါ့နော် download လုပ်မယ် install ဆွဲလိုက်မယ် install ဆွဲလိုက်တဲ့အခါကျရင်ကျွန်တော် install ဆွဲပေါ့နော် install ရဲ့ device ဆွဲတာဖြစ်တဲ့အတွက်ကျွန်တော်မပြရဘူးပေါ့နော် okay ဆို install ဆွဲမှာပေါ့နော် install ဆွဲပြီးတဲ့အခါကျရင်ကျွန်တော်တို့ကဘလို UI မျိုးလေးရလာမလဲဆိုတော့ကျွန်တော်တို့ install ဆွဲလိုက်တဲ့အခါမှာကျွန်တော်တို့ဒီ windows ဆိုရင်နော် windows ဆိုရင်ဒီအောက်လေးမှာအာကျွန်တော် jabrains 2 box ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်နော်ဒါမှမဟုတ်ရင်ကျွန်တော်ဒီထဲမှာတောက်ပြီးတော့2 box လို့ရိုက်ရှာလိုက်ပေါ့နော်2 box လို့ရိုက်ရှာလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Japanese two box ဆိုပြီးကျွန်တော်တွေ့ပါလိမ့်မယ်ဖွင့်လိုက်ပါဘောနော်ဖွင့်လိုက်ပါဘောနော်ဖွင့်လိုက်တဲ့အခါကျရင်သူ့ထဲမှာကျွန်တော်တို့ကဒီမှာကျွန်တော်တို့ box တစ်ခုကြာလာနော်ဆိုတော့သူ့ထဲမှာကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ခုနကလိုချင်တဲ့နော် software ကိုဘာလုပ်ရလဲဆိုတော့ ID ကိုတစ်ခါလဲကျွန်တော်တို့က download တန်းပြီးတော့လုပ်လို့ရပါတယ်နော်ဆိုတော့ okay တခါတလေကြာရင်တော့သူကကျွန်တော်တို့မှာ account မရှိတာတို့ဘာလို့ဖြစ်ဖြစ်နိုင်လဲပေါ့နော် account မရှိလို့ install ဟိုပါကျွန်တော် login ဝင်ရတဲ့ပြဿနာလေးရောရှိရင်ရှိကောင်းရှိနိုင်တယ်ဒါမှမဟုတ်တန်းပြီးကြာရင်လည်းရတယ်ပဲနော်ကျွန်တော်ကဒီမှာ tag app မပြောနိုင်ဘူးဆိုတော့ကကျွန်တော် အမသုံးတာကြာလို့မေ့သွားလို့ပါနော်โอเคဆိုတော့နောက်တစ်ခုကနောက်ထပ်နီလန်တစ်ခုကကြာတော့ကျွန်တော်တို့ဘယ်ကနေ install ဆွဲမှာလဲဆိုရင်ကျွန်တော်တို့သူ့ရဲ့ official website ကနေပြီးတော့ဆွဲမှာဒါလည်း official website ပဲဒါပေမဲ့ဒီမှာကြာတော့ကျွန်တော်တို့က intelligent idea ကိုတည်တံ့ install ဆွဲလို့ရတဲ့နေရာရှိရပါဘောနော်โอเคအဲ့တော့ကျွန်တော်ဘယ်လိုရှာမလဲဆိုတော့ကျွန်တော်ပြန်ပြီးအစားဆုံးလုပ်ပြပါမယ်နော်အာ INTELLING idea download ပါနော် download ဆိုပြီးကျွန်တော်ရှာလိုက်ပါနော် okay အဲ့တော့ဒီမှာ download intelligent idea ဆိုပြီးတွေ့နေမယ် ်โอเคအဲ့တွေ့တဲ့အခါမှာ Windows တမားရော Mac တမားရောဟာဒါပဲရှာရမှာဒါပဲတွေ့လိမ့်မယ်เนาะဒါပေမဲ့ဒီနားမှာတတိထားမယ်အချက်ရှိပါတယ်အဲ့ဒီအချက်ကဘာလဲဆိုတော့ဒီမှာကျွန်တော်တို့ Linux သုံးမဲ့သူက Linux တဲ့ကိုဝင် Mac OS သုံးမဲ့သူက Mac OS တဲ့ကိုဝင်ကျွန်တော်တို့ Windows တမား Windows တဲ့ကိုဝင်လိုက်เนาะဆိုတော့ Mac OS သုံးမဲ့ဆိုရင်သူကဒီမှာ download မှာကျွန်တော်တို့ Apple Silicon ရဲ့ကျွန်တော်တို့ Intel ရဲ့နှစ်မျိုးပြပါလိမ့်မယ်ကိုက နော် MacBook ကို M2 လို့ M1 လို့သုံးတဲ့သူဆိုရင် silicon down မှာမဟုတ်ဘူးဟိုအရှိရကျွန်တော်တို့ MacBook ပေါ့နော်2000ဟိုအဲ့ဒီအရှိတ်ဘက်ကဟာယူ2010အရှိတ်ဘက်ကဟာယူသုံးမယ်ဆိုရင်တော့ကျွန်တော်တို့အ sorry 2020အရှိတ်ဘက်ကဟာယူသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Intel ကိုသုံးပေါ့နော် Okay ဆိုတော့ Windows သမားတွေကဒီဒီတိုင်းပဲ download လုပ်ရအောင်ပဲနော် EAC file ကို download ပါ zip file ကိုမ download ပါနဲ့နော် ဆိုတော့နောက်တစ်ခုက AAC file မှာနှစ်မျိုးရှိပါသေးတယ် M architecture ဆိုတာရှိရဲဒါကတော့ကျွန်တော်တို့နောက်ပိုင်းမှာထုတ်တဲ့နောက်ဆုံးပေါ် Windows laptop ဒီမှာမှာသုံးလို့ရမယ်နည်းပညာဖြစ်ပါတယ်အဲအဲ့မှာကျွန်တော်တို့ကဒီကျွန်တော်အခုအရှိမလဲ mention လုပ်ခဲ့ပူပါတယ်အဲဗာလဲဆိုတော့ကျွန်တော်တို့ဒီဖုန်းတွေမှာသုံးတဲ့ chipset တွေပေါ့နော်အဲ့ chipset တွေကိုအသုံးချထားတဲ့ Windows laptop တွေဖြစ်ပါတယ်အဲ့ဒီ laptop တွေဖြစ်မှသာမြင်ဒါကိုတောင်းအောင်ပါဖြစ်ပါတယ်နော်โอเคဆိုတော့ဒါပေမဲ့ ဒီအဖြူရောင်ကိုကျွန်တော်တောင်းရမှာမဟုတ်ပါဘူးအဖြူရောင်ရဲ့ version နံပါတ်ကသူ့ကိုကိုကျွန်တော်တို့က ultimate version လို့ခေါ်တယ် version ဆိုတာအမျိုးအစားလို့ပြောကြတာတကယ်ကနော်ဆိုတော့ ultimate version လို့ခေါ်ရဲ့ဘယ်သူတွေအတွက်သုံးတင်တာလဲဆိုတော့ကျွန်တော်တို့တကယ်တမ်း spring project တွေရေးမယ်နော် java developer လုံးဝ java developer လုပ်မယ်ပြူသွားတဲ့ java developer လုပ်မယ်နော်ခုန brand name မှာအလုပ်လုပ်မယ်နော်အစသဖြင့်ကျွန်တော်တို့ website web application တွေကိုကျွန်တော်တို့က java နဲ့ရေးမယ်ဒီလိုလူတွေသားလျင်ဒီ software ကို down တင်တာဖြစ်ပါတယ် အဲ့လိုမဟုတ်ဘူးကိုကအခုမှလေးလာယူမယ်နော်လေးလာမှ Java ကိုစပြီးလေးလာမယ်ပြီးရင်ပြီးတော့မှ Java Java developer လုပ်မယ်ဆိုရင်ပြီးတော့မှသွားပြီး DAO တောင်းပါနော်နောက်မှတောင်းပါအာမဟုတ်ဘူးအာကျွန်တော်တို့က Java အခုမှစလေးလာမယ်နောက်ပြီးတော့ကျွန်တော်တို့က Android developer စလုပ်မယ်ဒါမှမဟုတ်တခြား programming language တွေစလေးလာမယ်နော် Java ကိုဒီတိုင်းလေးလာယူမယ်လေးလာရဆိုရင်တော့ DAO တောင်းပါကွာခြားချက်ကပါလဲဆိုရင်သူက free မရဘူးတက်30ပဲ free ရတယ် try ရ30ပဲတုံးလို့ရမယ် သူကကြတော့အမြဲတမ်း free ရတယ်ဆိုတော့၃ဘုံ၃နေရောလုံးဝလုံးဆောင်ချက်တွေကအကုန်အတူတူပဲပါချာချက်ကပါလဲဆိုတော့ကျွန်တော်တို့ဒီ community edition က landing လုပ်တဲ့နေရာဖြစ်တယ်သူကကြတော့ project အကြီးကြီးစောက်လို့ရတဲ့နေရာဖြစ်တယ်သူ့မှာကျွန်တော်တခါလဲ project အကြီးကြီးတန်းစောက်လို့ရတယ်သူ့မှာ project အကြီးကြီးစောက်လို့မရဘူးပုံမှန်လူတိုင်းတုံးလို့ရတဲ့အားကိုတုံးလို့ရပါတယ်ဆိုတော့သူမှာက project အကြီးကြီးဆိုတာပါလဲဆို Spring project တို့ Spring Book project တို့စသဖြင့်အဲ့လို project တွေတိစောက်လို့ရတယ်ဒီမှာကတော့ကျွန်တော်တို့ အာပုံမှန် Java လို့ Kotlin လို့ Dev Programming အကုန်ရေးလို့ရတယ် Android လည်းရေးလို့ရပါတယ်နော်โอเคတော့ကျွန်တော်တို့ဒီကောင်းလေးကိုပဲ download လုပ်ပါနော်โอเคဆိုတော့အာဒီဟာကို download လုပ်ပါဘောနော်ဆိုတော့ကျွန်တော်ကတော့ဒီကောင်းကိုကျွန်တော်မလုပ်ပြီးသားလဲဆိုတော့ download လုပ်ပြီးသားဖြစ်ပါတယ်နော်โอเคဆိုတော့ကျွန်တော်တွားကြည့်လိုက်ပါမယ်နော်ကျွန်တော်ရဲ့ site ထဲမှာကျွန်တော်အာ IntelliJ ကို download လုပ်ပြီးသားဖြစ်ပါတယ်ပြီးရင်ကျွန်တော် install ဆွဲလိုက်ဦးမှာနော်ဆိုတော့โอเคအာဒါဆိုရင်ကျွန်တော် installation လုပ်တဲ့ process ကိုတော့ကျွန်တော်ပြီးရင်ဆက်ပြီးတော့ပြပါမယ် အာ okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့က Windows မှာဘယ်လို install ဆိုရလဲ Mac မှာဘယ်လို install ဆိုရလဲဆိုတာကိုဒါသိသွားကြမယ်ထင်ပါတယ်နော် okay ဆိုတော့ကျွန်တော်ဒီ install ဒီဟာကို install ဆိုပြီးတဲ့အခါမှာပေါ့နော် download လုပ်ပြီးတဲ့အခါမှာကျွန်တော် install ဆိုရ browser ကိုတော့ကျွန်တော်ဆိုပြီးရင်ပြီးတာထပ်ပြီးတော့ပြပါပါနော် okay ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့အာ Linux မှာဘယ်လို install ဆိုရမလဲပေါ့နော်ဆိုတော့ okay Linux မှာ install ဆိုရတဲ့အခါမှာကိုကဥပမာ virtual box ကိုမသုံးထားဘူးနော် virtual box about မရှိဘူးကိုယ်မှမရှိဘူးเนาะရှိရတဲ့လူတွေကကျွန်တော် recommend ပေးတာကတော့ Windows မှာမသုံးတော့နဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော် Linux ကိုသုံးတဲ့အလေးအကျင့်ကိုဖြစ်စေချင်တာဖြစ်တဲ့အတွက် Linux ရာပြီးသားသူတွေကပမာပဲသုံးမလဲဆိုရင်ကျွန်တော်တို့ဒီ Ubuntu မှာကျွန်တော် virtual box တက်မှာထည့်ပြီးတော့သုံးမယ်ကိုသုံးတဲ့ Linux OS မှာထည့်ပြီးတော့သုံးပါမယ်เนาะဆိုတော့အကယ်၍ကိုကဟိုအဲနော်ကလိကျင်တယ်နော်ဆိုတော့ Ubuntu ကိုလည်းကလိကျင်တယ်နော် Linux OS ကိုလည်းကလိကျင်တယ် Windows မှာလည်းသုံးကျင်တယ်ဆိုတော့နှစ်ခုစလုံးမှာ download လုပ်ပါနော် ကျွန်တော်ကတော့ဒီမှာဟိုကျွန်တော်ရဲ့လေးလာတဲ့သူတွေကိုအဆင်ပြေအောင်လို့ကျွန်တော်အမျိုးမျိုးလုပ်ပြထားတာပေါ့နော်ကျွန်တော်ဒီမှာ Windows မှာကျွန်တော် install ဆွဲပြီးသွားပြီနော်ဆိုတော့ sorry download လုပ်ပြီးသွားပြီကျွန်တော်နောက်တစ်ခါဘာလုပ်သေးလဲဆိုတော့ကျွန်တော်ရဲ့ computer ထဲမှာရှိရဲ့နော်ကျွန်တော်တို့ဒီ Linux Linux tutorial တွေကိုလေ့လာခဲ့တဲ့သူတွေသိပါတယ်နော်ဆိုတော့ပမာလဲဆိုတော့ကျွန်တော်တို့အာ Windows key နဲ့ email ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ computer မှာအရှိမလဲဆိုတော့ this pc ဆိုပြီးရှိပါလိမ့်မယ် this pc အောက်လေးမှာကျွန်တော် wsl ဆိုတဲ့နည်းပညာကို download လုပ်ခဲ့တဲ့သူတွေကကျွန်တော် linux လေးကိုကျွန်တော်တို့ဒီအောက်မှာထပ်တွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ computer မှာ linux ကိုဒါကျွန်တော်ရှင်းတွဲပြီးသုံးတဲ့နည်းပညာဖြစ်ပါတယ်เนาะဆိုတော့အဲ့နည်းပညာကိုတို့ install ဆွဲခဲ့တဲ့သူတွေကကျွန်တော်တို့ linux ကို windows ပေါ်မှာတိုက်ရိုက်တန်းသုံးလို့ရတယ်အဲ့ဒီနေပညာကို install မဆွဲခဲ့ဘူးเนาะဟိုလုံးဝလည်းမသုံးခဲ့ဘူးဆိုတဲ့သူတွေကကျွန်တော်တို့ virtual box မှာ install ဆွဲခဲ့အောင်เนาะ virtual box မှာသုံးလို့ရတယ်ဟုတ်ပြီ virtual box လည်းမရှိဘူး တော်တို့ခုနက Ubuntu ကိုလည်းကျွန်တော်တို့ခုနကအာ WSL နည်းပညာကိုလည်းမသုံးခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ Linux မှာ install ဆိုတဲ့အနေကိုကျွန်တော်တို့အာဆက်လုပ်လို့မရတော့ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့အာ knowledge အနေနဲ့ကြည်ထားတင်တယ်ဘာလို့လဲဆိုတော့ကိုတကယ်လုပ်ငန်းခွင်ရောက်တဲ့အခါမှာကိုအတွက်လိုလာတဲ့အခါမှာအာဒီဟာကိုတည်ထားတာပို့ပြီးတော့ကောင်းပါတယ်နော် Okay ဆိုတော့နောက်ပြီး installation process ကိုလည်းကျွန်တော်ဆက်ပြီးတော့ပြန်ပြအောင်မှာဖြစ်တဲ့အတွက်ဒီ video ကိုဆက်ပြီးတော့ကြည့်အောင်မှာဖြစ်ပါတယ်နော် Okay အဲ့တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော် WSL နဲ့ install ဆွဲပြမယ်။နောက်ပြီးကျွန်တော် Factory Box မှာ install ဆွဲပြမယ်နော်။ Okay. အဲ့တော့ WSL မှာကျွန်တော် install ဆွဲမယ်ဆိုရင်ကျွန်တော်တို့ command လေးတချို့ run ရမှာပေါ့နော်။ Okay. command လေးတချို့ run ရမယ်နော်။ဆိုတော့ဘယ်လို run မလဲဆိုတော့ကျွန်တော်တို့ဒီမှာအာတကယ် run မဲ့ command ကတော့ဒီ command လေးပါနော်။ဒါပေမဲ့ကျွန်တော် sudo snap install ဆိုတော့ intellij idea classic ဆိုပြီးတော့ကျွန်တော်တို့ အာဒါ install ဆွဲရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ computer မှာကအဲ့ဒီ command လေးကို run တဲ့အခါမှာအာကျွန်တော်ရှိချင်မှရှိမှာပေါ့နော် okay ကျွန်တော် cmd နဲ့ဝင်မယ်ဝင်ပြီးကျွန်တော်ပြောလို့မလဲဆိုတော့ကျွန်တော်တို့က wsl တဲ့ကိုဝင်ချင်ဝင်ဒါမှမဟုတ်ရင်ကျွန်တော်တို့ခုနကကျွန်တော်တို့ဒီ ubuntu တဲ့ကိုကျွန်တော်ဒါရိုက်ဝင်ချင်ဝင်ပေါ့နော်ဆိုတော့ကြိုက်တဲ့နေရာကိုဝင်ပါ okay ဆိုတော့ဝင်လိုက်ပေါ့နော်ဆိုတော့ ubuntu တဲ့ကိုဝင်ရင်တော့ကျွန်တော်တို့ကဟို sudo ကိုကျွန်တော်တို့ snap ဆိုတဲ့နည်းပညာကိုတွေ့ပါလိမ့်မယ်နော်ဆိုတော့ snap snap ကိုကျွန်တော်တို့ sorry snap ပေါ့နော်အာ find နော်နော်ကျွန်တော်တောင်းတွေ့ပါလိမ့်မယ်ကျွန်တော်ဒီမှာ snap ထဲမှာ intelligent idea community ပြီးရင်ကျွန်တော်တို့အာ intelligent idea နဲ့ပတ်သက်တဲ့အဟာတွေရောတခြားနည်းပညာရောကျွန်တော်တွေ့ပါလိမ့်မယ်နော်โอเคဆိုတော့ကျွန်တော်ဒီမှာနှစ်ခုလုံးနဲ့လုပ်ပြပါပါမယ်နော်โอเคကျွန်တော် power share လေးသွားပါမယ်ပြီးကျွန်တော် power share လေးသွားလဲရတယ်မသွားလဲကိစ္စမရှိဘူးနော် WSL power share ထဲမှာပဲဓာတ်ရိုက်တော့တုံးလို့မရဘူးကျွန်တော် WSL နဲ့ဝင်ပြီးတော့မှကျွန်တော် linux ဆိုရင်စနစ်ထဲကိုရောက်သွားတယ်မှာတုံးလို့ရမယ် ဟို power share မှာ linux code တွေသုံးလို့ရတာမှန်တယ်ဒါပေမဲ့ဒီနေရာမှာတော့မရဘူးပေါ့နော်ဆိုတော့ okay ဒါကြောင့်မလို့ကျွန်တော်တို့ကဒီတိုင်းအေ command prompt မှာလည်းပဲကျွန်တော် wsl လို့ရေးလိုက်တယ်ရပါတယ်နော်ဆိုတော့ကိုအဆင်ပြေရအောင်လုပ်ပါကို prefer ဖြစ်တဲ့နည်းပညာကိုလုပ်ပါနော် okay ဒါအရင်မှအရင်ဆုံးပါလောက်အောင်လဲဆိုတော့ကျွန်တော်တို့ကခုနက sudo snap snap install intellij idea community ကျွန်တော်တို့ classes ဆိုတဲ့နည်းပညာကိုကျွန်တော်တို့ download လုပ်အောင်မှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီမှာ password ထည့်မှာပေါ့နော်ထုံးတဲ့အတိုင်း k 2 3 4 5 6 8ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် install ဆွဲထားပြီးသားမဟုတ်လို့ပါ okay we install မဆွဲရသေးတဲ့သူတွေဆိုရင်ကျွန်တော်တို့ဒီနားမှာ install ဆွဲနေလိမ့်မယ်ဒါပေမဲ့လို့အာကျွန်တော်တို့ snap ဆိုတဲ့နည်းပညာကကျွန်တော်တို့ရဲ့ computer ထဲမှာမရှိပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့မလုပ်အောင်လဲဆိုတော့ sudo apt sorry sudo okay sudo apt install ကျွန်တော်တို့ S N A P T ဆိုပြီးတော့အယုံဆုံး download ဆွဲရမှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ဒီမှာ download ဆွဲထားပြီးသားပါသူနောက်ထပ်တစ်ခါထပ်ပြီးတော့ download လုပ်ပေးရယ်ပြီးရင်တော့ကျွန်တော်တို့အပေါ်က command လေးဖြစ်တဲ့ sudo snap install intellij idea community classes ဆိုတဲ့ code လေးကိုကျွန်တော်ရေးပေးရမှာဖြစ်ပါတယ် okay ဒါကတော့ကျွန်တော်က install ဆွဲလိုက်တာဘာမှဆွဲလိုက်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ windows မှာဆွဲလိုက်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ windows မှာရှင်တွဲပြီးသုံးနေတဲ့ WSL ဆိုတဲ့ lineage set system နဲ့မှာကျွန်တော်တို့သုံးလိုက်တာဖြစ်ပါတယ် โอเคဟုတ်ပြီဆိုတော့ကျွန်တော် install ဆွဲပြီးသားဆိုတော့ထပ်မဆွဲတော့ဘူးโอเคကျွန်တော်သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ WSL မှာတုံးတဲ့သူတွေရဲ့အားသာချက်ကကျွန်တော်တို့ဒီ software ကိုဖွင့်ကျင်နေဆိုရင် terminal ကိုကောက်ဖွင့်လိုက်ဖွင့်ပြီး terminal ထဲမှာကျွန်တော်တို့က intelligent idea community လို့ရေးလိုက်တာနဲ့အဲ့ software ကပွင့်လာမှာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့အားသာချက်ပါနော်โอเคကျွန်တော်လုပ်ပြပါမယ်နော်โอเคဆိုတော့ကျွန်တော် window key နဲ့ r နဲ့နောက်တစ်ခါထပ်နှိပ်မယ် cmd နှိပ်မယ်နော်ပြီးရင်ကျွန်တော်တို့က WSL တကူးကူတွေကိုသွားမှရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က linux တွေက ဒီကျွန်တော်တို့ရဲ့ software ကိုဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ WSL တဲ့ကိုဝင်မှရမယ်ဘာလို့လဲဆိုတော့ Windows တဲ့မှာလုပ်နေတာမဟုတ်ဘူးပေါ့နော် okay အဲ့တော့ကျွန်တော်က WSL တဲ့ဝင်လိုက်မယ်ဝင်ပြီးသွားပြီဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒါကျွန်တော်တို့သုံးလို့ရတဲ့နေရာရောက်လာပြီဆိုရင် INT LLNG idea intelligent idea COMMU NIT my community လို့ကျွန်တော်ရေးလိုက်ပါဒါဆိုရင်ကျွန်တော်ရဲ့ software တွေကပွင့်လာပါလိမ့်မယ်နော်ဒီမှာပွင့်လာပြီ ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဒီမှာတစ်ခုရှိတာကျွန်တော်ဒီကောင်ကိုပိတ်ချလိုက်ပြီဆိုတော့အဲ့ software ရဒီမှာကျွန်တော်ပိတ်သွားမှာဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်ဒီ software ရပုံစံကနည်းနည်းလေးထူးဆန်းနေလိမ့်မယ်အောက်လေးမှာကျွန်တော်တို့ဒီတခြားအကောင့်တွေကမတူဘဲနဲ့ဒီ software ပွင့်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာအာဘာလေးပုံစံလဲဆိုတော့ဒီ linux icon လေးပေါ့နော် penguin ပုံစံလေးပေါ်နေပါလိမ့်မယ်နော် penguin ရုပ်လေးပေါ်နေလိမ့်မယ်ဒါဒီအောက်လေးမှာပေါ်နေလိမ့်မယ်ဆိုတော့ဒီ intelligent idea ကို install ဆွဲတဲ့သူတွေကဟိုခုနက installation process တွေကဘာမှလုပ်ရှာမလို့တော့ပဲနဲ့တက်ပြီးတော့ပြီးဆုံးသွားပါလိမ့်မယ် โอเค so sorry ကျွန်တော်ဒီ linux ကိုသုံးတဲ့သူတွေက installation တွေဘာမှလုပ်ရမလို့ပဲねဒီ software က install ဆွဲပြီးသားအဆင်သင့်ဖြစ်နေပါလိမ့်မယ်နော်โอเค windows သမားတွေကတော့ထပ်ပြီးတော့ install ဆွဲရပါโอเค so အဲ့လိုမျိုးပဲကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ခုနကကျွန်တော် ubuntu တွေကိုဝင်မယ်ဒီထဲမှာကျွန်တော်တို့ install ဆွဲမယ်ပေါ့နော် install ဆွဲမယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအာဒီ firefox မှာကျွန်တော်တို့ခုနက comment ထွားပြီးရှာရိုက်ရှာလေးရတယ်ဆိုတော့အရင်ဆုံးတော့ကျွန်တော် terminal ဖွင့်ပါเนาะခုနအတိုင်းပဲကျွန်တော်တို့ တာမီနယ်ဝင်မယ်။အတာမီနယ်ဝင်ကျွန်တော်ခုနကဘက်မှာတင်ထားပေးပြီးသားပါနော်။ဆိုတော့ကျွန်တော်ခုန Windows မှာ Windows ရဲ့ WSL မှာသုံးပြလိုက်ပြီးဖြစ်တဲ့အတွက်ဒီမှာလည်းအတူတူပါပဲနော်။ Okay ဆိုတော့ကျွန်တော်ဒီ browser မှာဒီနားမှာကျွန်တော် stamp stamp snap ဆိုတဲ့နည်းပညာကိုကျွန်တော်ဘယ်လိုရှာမလဲဆိုတော့ကြည့်အောင်နော်။ဆိုတော့ကျွန်တော် snap install လို့ရှာမယ်သိလား။ install snap uh intelligent idea community ဆိုပြီးဒီလိုလေးရှာလိုက်နော်။အဲဆိုရင်တော့ဒီ official website ရှိရဲ့အဲ website ထဲကိုသွားမယ်။ အဲ့ website ထဲမှာကျွန်တော်တို့ကိုဘယ်လို install ဆွဲရမလဲဒီမှာ as lineage မှာဘယ်လိုဆွဲရမလဲ ubuntu မှာဘယ်လိုဆွဲရမလဲဆိုပြီးရောကျွန်တော်တို့ပြသပေးထားပါတယ်နော်ဒီဘက်ခြမ်းမှာကျွန်တော်တို့ install ဆိုတဲ့နေရာရှိရယ်ပြီးကျွန်တော်ဒီမှာ install ဆိုတဲ့နေရာလေးကျွန်တော်နှိပ်လိုက်ပါတော့နော်နှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ရေးရမယ့် command တွေပြပါမယ်ဒီမှာ sudo step install integrity id ya community ဆိုပြီးရောနှိပ်လိုက်ရမှာပဲ wsl မှာလုပ်ခဲ့တဲ့နည်းနဲ့အတူတူပါပဲနော်โอเคကျွန်တော်တို့ဒီမှာလာပြီးတော့ asn snap find and e e l l i g ဆိုပြီးကျွန်တော်ရှာပါတော့နော် snap find integrity ပါ ဒါဆိုရင်ကျွန်တော်တို့ဒီ IntelliJ ကိုအလုပ်လုပ်ပေးနိုင်တယ်။အာဒီမှာ IntelliJ community ကို download လုပ်လုပ်နိုင်တယ်။ပြီးရင်ကျွန်တော်တို့အာ IntelliJ Artimate ကို download လုပ်နိုင်တယ်ပေါ့နော်။ဆိုတော့ဒီ snack ကိုအသုံးချပြီးတော့ download လုပ်နိုင်တဲ့အရာတွေကျွန်တော်ဒီထဲမှာပေါ်လာပါလိမ့်မယ်နော်။ Okay ဆိုတော့ download လုပ်ဖို့လုပ်နေကျွန်တော်တို့အဆင့်တွေကတော့ဘာနဲ့အတူတူပဲလဲဆိုတော့ကျွန်တော်ရှေ့မှာပြခဲ့တယ်။ WSL မှာပြခဲ့တဲ့နည်းပညာနဲ့အကုန်အတူတူပါပဲ။ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့အာ sudo ကျွန်တော် clear လုပ်လိုက်ပါမယ်နော်။ clear sudo apt sorry sudo snap snap ဆိုတာကျွန်တော်ပြောရရင် package manager သဘောတရားပါပဲဒီ software ကိုကျွန်တော် install ဆွဲဖို့အတွက်ကုညီပေးတဲ့နည်းပညာတစ်ခုပေါ့နော် sudo snap install uh intellij idea community plus ပဲเนาะကျွန်တော်ဒါကိုကျွန်တော် install ဆွဲမှာပေါ့เนาะကျွန်တော် install ဆွဲပြီးသားမဟုတ်လို့ကျွန်တော်တော့ထပ်ပြီး install ဆွဲစရာမလိုတော့ပါဘူးเนาะ โอเคဒါဆိုတော့ကျွန်တော် linux မှာ install swap ဆိုတဲ့ကိုကျွန်တော်တို့သိပြီပေါ့နော်ဆိုတော့ download swap ဆိုတဲ့ကိုသိပြီပေါ့နော်โอเคဆိုတော့ဒီ linux ကိုသုံးတဲ့သူတွေကတော့ကျွန်တော်တို့ download လုပ်တာကအမြန်နေပြီးကျွန်တော်တို့မလုပ်ပြီးသားလဲဆိုတော့ကျွန်တော်တို့အာဒီတန်းမှာကျွန်တော်တို့တန်းပြီးတော့သုံးရုံပဲပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီ software ကိုဖြင့်ဖွင့်မယ်ဆိုတော့ကျွန်တော်ခုနဒီလိုပြနေတယ်လို့အဲ့လိုမျိုးကြီးလာပြီးတော့ဖွင့်လာဖွင့်စရာမလိုဘူးကျွန်တော်တို့ဒီကနေပြီးတော့ command နဲ့ကျွန်တော်တို့ intelligence ဆိုပြီးတော့ကျွန်တော်ဖွင့်နိုင်အောင်ပေါ့နော်ဆိုတော့ okay ကျွန်တော်ပြန်ပေးလိုက်ပါမယ် idea community ဆိုပြီးကျွန်တော်တို့ဖွင့်လာရုံပဲဖွင့်လာပါလိမ့်မယ်နော် software တကူတကသွားပြီးတော့ရှာနေစရာမလိုပါဘူးနော်ဒါဆိုရင်လည်းဖွင့်လာပါတယ် okay ဆိုတော့ဒီမှာတော့ကျွန်တော်တို့ဟိုဘာမှဆက်လက်လုပ်ဆောင်မလိုတက်ပြီးတော့သုံးရုံပဲပေါ့နော်ဆိုတော့ project ဆက်ပြီးတော့တိဆောက်ရုံ okay ဆိုတော့ windows မှာ install ဆွဲတဲ့သူတွေကိုကျွန်တော်တို့ထပ်ပြီးတော့ install ဆွဲမှုဆွဲနေပြန်ပြမယ်ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ windows မှာကျွန်တော်တို့ download လုပ်ခဲ့တဲ့နေရာကိုသွားမယ်ပေါ့နော်ဒီမှာ download လုပ်ခဲ့တဲ့နေရာရှိတယ်โอเคဆိုတော့ကျွန်တော်ဒီမှာဒီ pouch လေးပေါ်လာပြီပေါ့နော်โอเคပြီးရင်ကျွန်တော် just name နဲ့ โอเคပြီးရင်ကျွန်တော် nash ကိုနှိပ်ပါမယ်ဒီမှာတော့ဒီအာ windows သုံးတဲ့သူတွေကနည်းနည်းလေးအလုပ်ရှုပ်တယ်ပေါ့နော် installation လောက်လောက်ရတဲ့ browser တွေနည်းနည်းပို့သွားပါတယ်နော်ဆိုတော့ကျွန်တော်ကဒီမှာအရှိမကျွန်တော်ကဒီမှာအာ version တခုကိုကျွန်တော်သုံးထားခဲ့ပြီသားပေါ့နော်ကျွန်တော် version က20 1.1.1ပေါ့နော်ကျွန်တော်အခု install ဆွဲတဲ့ version ကကျွန်တော်2.4လောက်ဖြစ်မှတင်တယ်နော်အဲကျွန်တော်ဟိုကျွန်တော် uninstall တော့မလုပ်တော့ဘူးကျွန်တော် nash နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာအခု version က2.4နော် ခုနရှိပြီးသားက1.1ကျွန်တော်အရင် version လောက်ကျွန်တော် uninstall မလုပ်ဘူးကျွန်တော်ဒီကောင်လည်းကျွန်တော်မလုပ်မလဲဆိုတော့ install ဆွဲမှာပေါ့နော်သူက space require 3.5 git တဲ့နော်ဆိုတော့လိုတယ်လို့ပြောထားတယ်အဲ့တော့ကိုရဲ့ computer မှာ space ရှိမရှိစစ်ပါโอเคเว้ยโอ้สเปกอ่ะซีเดมมาไม่ရှိတော့ဘူးဆိုရင်ဒီเดဟိုကျွန်တော်ပြောင်းပေးတာယူ location ရွှေ့ပေးတာယူလုပ်ပေးပါဘောနော်ကျွန်တော်တော့ဒီတိုင်းပဲထားလိုက်ပါမယ်နော်ဆိုတော့ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ uninstall လုပ်ပါမယ် dash ကိုနေမယ်အပြီးရင်ဒီမှာအရေးအကြီးဆုံးအဆင့်ပေါ့နော်ကျွန်တော်မှာအသင့်တဲ့အဆင့်อ่ะဒီတစ်ဆင့်မှာ Windows သုံးတဲ့သူတွေကကျွန်တော်ဒီမှာအာဒီ create desktop shortcut ပေါ့အဓိကတော့ကျွန်တော်ဒီနားမှာဒီ Windows သုံးနေဆိုတာက Windows သမားကြီးတော်တော်များများ GUI သမားကြီးများတယ်နော်ကျွန်တော်ဒီ UI မှာ click နှိပ်ပြီးတော့ကျွန်တော် install ဆွဲခြင်းကြရတဲ့သူတွေများဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ create desktop shortcut ကိုကျွန်တော်နှိပ်မယ်ဒါဒါကိုနှိပ်မှသာလေကျွန်တော်ဒါလေးပေါ်လာမှာမနှိပ်ခက်လည်းဘာမှမဖြစ်ဘူးကျွန်တော်တို့ပြီးတော့မှပြန် follow ရပါတယ်နော်ဆိုတော့ဒါမဲ့အလုပ်ရှုပ်သက်တောင်တခါရေးပေါ်ခဲ့နိုင်မယ်နောက်တစ်ခုကတော့ bin directory bin ကိုလည်းကျွန်တော်တို့ folder to the patch လေးကိုကျွန်တော် on ပေးခဲ့ပါ အာနောက်တစ်ခုကကျောင်းကျွန်တော်တို့ folder structure ကိုကျွန်တော်တို့ project တစ်ခုအနေနဲ့တိစောက်ပါမယ်ဆိုကျွန်တော်တို့ရေးပေးခဲ့ပါဒါလေးကအရေးကြီးပါတယ်နော်နောက်တစ်ခုကကျောင်းကျွန်တော်တို့ java နဲ့ပတ်သက်တဲ့နည်းပညာတွေအကုန်လုံးကိုကျွန်တော်တို့က install ဆွဲပါမယ်ဆိုပြီးတော့ကျွန်တော်အကုန်လုံးကိုဒါ on ပေးလိုက်မှာဖြစ်ပါတယ်နော် on ပေးခဲ့ပါဆိုတော့ပြီးရင်တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ nash ကိုနှိပ်ပါမယ်ဆိုတော့ပြီးရင်ဒီနေရာဒီနေရာမှာကျွန်တော် jabrin spec ရွေးခဲ့ပါပြီးရင် install နှိပ်ပါမယ်နော် okay ကျွန်တော်ဒီမှာ installation ဆိုတာပြီးသွားပြီပေါ့နော် ဆိုတော့ကျွန်တော်ဒီဟာကိုတက်ပြီးတော့မရန်တော့ပါဘူးကျွန်တော် finish ပဲလုပ်လိုက်ပါနော်ဆိုတော့ကျွန်တော် install software ပြီးတော့ပါနော် okay ဆိုတော့ကျွန်တော် project set လောက်လောက်တာလေကျွန်တော်တို့ဒီ project structure တွေကိုတော့အာနောက်တင်နေတာမှာကျွန်တော်ဆက်ပြီးတော့တော့ပါနော်ဆိုတော့အခုဒီမှာဆိုရင်ကျွန်တော်တို့ installation လုပ်တဲ့နေ့တွေကိုကျွန်တော် Linux ရောကျွန်တော် Mac OS မှာရောကျွန်တော်နောက်တစ်ခါ Windows မှာရောအကုန်လုံးမှာလုပ်တဲ့နေ့တွေအကုန်လုံးကျွန်တော်ပြောပြခဲ့ပါတယ်နော်အဲတော့ဒီမှာကျွန်တော်ဒေးထားမယ့်အချက်ကဆိုတော့ကျွန်တော်တစ်ချက်ပဲရှိပါတယ် အအဓိကတော့ Windows သမားကြီးပေါ့နော်ဆိုတော့ကျွန်တော် installation လုပ်တဲ့အချိန်မှာကိုလုံးမဲ့ version ကိုတင်ချရွေးပါအပေါ်က version မသုံးပါနဲ့ဆိုတော့အောက်က version ကိုသုံးပါဘာကြောင့်လဲဆိုတာလည်းကျွန်တော်အချိန်ချင်းပြောပြခဲ့ပြီးသားပါဒါက free မရပါဘူးဒါကကျွန်တော်တို့ free ရပါတယ်သုံးရမယ် usage တွေအကုန်အတူတူပါပဲလုံးဝလုံးကြီးအတူတူပဲဒါကသူ့မှာကအားတာချက်ရှိတယ်ပြောရရင်ကျွန်တော်တို့အပို့ထပ်ဆောင် ချို့ feature တွေထပ်ပေးထားတယ်။သူကတော့အဲ့ဒီ feature တွေတချို့မပါဘူးနော်။ဒါပေမဲ့ကျွန်တော်တို့တော့မလိုအပ်ပါဘူးနော်။ Okay ဆိုတော့ကျွန်တော်တို့ install ဆွဲပြီးသွားပြီပေါ့နော်။ဆိုတော့ install ဆွဲတဲ့အခါမှာကျွန်တော်တစ်ချက်တတိထားမယ့်အရာလေးကျွန်တော်ပြန်ပြီးပြောပြပါမယ်။ပထမတစ်ခုကတော့ကျွန်တော်တို့ဒီ install ဆွဲတဲ့အခါမှာကျွန်တော်တို့သုံးတဲ့ဒီ IDE ရဲ့ version ကိုမှတ်မှားပါနဲ့။ version ဆိုတာကျွန်တော်ဒီသုံးတဲ့ဒီ IDE အပြိုးအစကိုမှတ်မှားနေပေါ့နော်။ဆိုတော့ပထမတစ်ခုကကျွန်တော်တို့ Artimate ဆိုတာရှိရဲ။ဒါကကျွန်တော်တို့မသုံးရမယ့်အရာဖြစ်ပါတယ်။ဘာကြောင့်မသုံးရမလဲဆိုတော့ကျွန်တော်ပြောပြပြီးသားပါ။လုံးဝမသုံးပါနဲ့နော်။ နောက်နောက်တစ်ခုကကျကျွန်တော် community edition မှာဒါကတော့ကျွန်တော်သုံးရမယ်နီးပညာဖြစ်ပါတယ်နော်โอเคဆိုတော့ဒီ video သင်ခန်းစာကို install ဆွဲပြီးသားပြီးကြည့်ပြီးသားပြီးဆိုရင်ကျွန်တော်တို့ကိုသုံးနေတဲ့ operating system ကို install ဆွဲခဲ့တဲ့ operating system ပေါ့နော်ဆိုတော့အဲ့ဒါကိုပထမဆုံးအနေနဲ့ comment မှတ်ရမယ်ဆိုတော့နောက်ပြီးတော့ဒီပိုင်းနဲ့ထဲမှာပဲကျွန်တော်တို့ဒီအောက်မှာ intelligent idea community edition ဆိုရဲစာကြောင်းကိုပါကျွန်တော်ထည့်ပြီးတော့မှတ်ရမယ်ဆိုတော့နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ဒီ venue ကိုကျွန်တော်တို့သုံးပြီး install ဆွဲခဲ့ရတယ်ပေါ့နော်ဆိုတော့ venue သုံးပြီး install ဆွဲရတယ်ဆိုတော့ဥပမာကျွန်တော်တို့က tools box ကိုဒီ tools box ကိုသုံးပြီးတော့ install ဆွဲရဆိုရင် tools box လို့မှတ်မယ်ကျွန်တော်နောက်တစ်ခုအကြတော့ကျွန်တော်ဒီတိုင်းပဲကျွန်တော် traditional နည်းပေါ့နော်ကျွန်တော်တို့အာဒီနားမှာမသိမှဆိုပြလိုက်ပါမယ်နော်ဆိုတော့ကျွန်တော်တို့အာ traditional method ကိုသုံးတာဆိုရင် traditional method ကိုရေးမယ် tools box ကိုသုံးတာဆိုရင် tools box လို့မှတ်မယ်မဟုတ်ဘူးကျွန်တော်တို့က linux တမားရေးဆိုရင်ကျွန်တော်တို့က linux ဖြစ်တဲ့အတွက်ကျွန်တော်တို့က command line ရနေသုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့အာ user snap ဆိုရယ်နည်းလေးကိုကျွန်တော်တို့ user snap ဆိုပြီးတော့ကျွန်တော် comment မှာဖြစ်ပါမှန်မှာဖြစ်ပါတယ်နော်โอเคအဲ့တော့ အာဝင်းဒိုးသမားတွေက traditional method ကျွန်တော်တို့အာတူပေါက်သုံးတဲ့သူတွေကကျွန်တော်တို့တူပေါက်လို့မှတ်မယ်။ Linux သုံးတဲ့သူတွေက snap လို့မှတ်မှာเนาะဆိုတော့အဲကျွန်တော်တို့တယောက်ကို comment ကစာကြောင်း၃ကြောင်းစီဖြစ်အောင်ဖြစ်ပါတယ်။ Okay ဆိုတော့ဒီသင်္ကန်းလာတော့ပါပဲကျွန်တော်နောက်ထပ်သင်္ကန်းစာမှာကျွန်တော်တို့ဒီ project set up လုပ်တာတွေအာ project structure တွေကိုဆက်ပြီးတော့ပြသပေးတော့မှာဖြစ်ပါတယ်။ Okay ဒီနေ့တော့လောက်ပါပဲเนาะ